ီတော့ဒီလိုမျိုးပြဿနာတွေဖြစ်လာတာက80%တောင်လို့ထားပါလို့ပြောရတယ်။ဟိုဒီလိုကလေးဝလာလိုက်ခေါင်းလေးဝလာလိုက်ဟိုကလောင်ကြီးဒီတိုင်းပေါ့ဟောကလာပေါ့နော်။ဝလာတော့ဒီတိုင်းပြတယ်။အခုနိုင်ငံရေးကိုခွေးသွိုးပေါက်ကတိုးတဲ့ထဲမှာဒေါ်အောင်ဆန်းစုကြည်မပါဘူး။ရှင်းလား။နော်စစ်တပ်အရှိန်အဝါနဲ့တန်ဖို့ပါတီအရှိန်အဝါနဲ့တယောက်တည်းညစ်ပတ်ပြီးတော့ပြိုင်တဲ့အရှိန်အဝါနဲ့လောက်တဲ့ထဲမှာဒေါ်အောင်ဆန်းစုကြည်ဆိုတာမပါဘူး။သိလား။နိုင်ငံရေးကိုခွေးသွိုးပေါက်ကတိုးလာမြန်မာပြည်မှာခွေးမျိုးပဲရှိတယ်။အဲ့ဒါဘာတူလဲ။ကိုယ့်ကိုတိကျနော်။ထပ်ပြောမယ်။ ားလုံးပဲမင်္ဂလာပါကျွန်တော်ချန်နယ်နေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဒီကနေ့အတွက်အစီအစဉ်ကောင်းလေးနေနေပါတော့ကျွန်တော်အမေစုကိုမိုးချိုးမြချိုးပြောရမှာပါတော့ယောက်ျားမတန်းနောက်ကနေပြီးတော့အတင်းနဲ့တုတ်နေတဲ့ခွေးတုံးကောင်ကိုဆုံးမလိုက်တဲ့ကျွန်တော်တို့ကိုစီရဲ့ beautify ကိုတင်ဆက်ပေးလိုက်ပါရစေဒီ beautify လေးကိုကြည့်ပြီးတော့ပါတော့အတွင်းစိတ်ထဲမှာပုတ်တိုးနေတဲ့အဲခွေးတုံးကောင်ရဲ့စိတ်တက်ကိုကျွန်တော်တို့တည်ရမှာလည်းဖြစ်တယ်လို့ပါတော့နောက်ဆုံးမှလည်းကျွန်တော်တို့ဒီကောင်လေးကိုဆုံးမစကားလေးတွေကြားမှာလည်းဖြစ်တဲ့အတွက်ပါတော့ကျွန်တော်တို့တူတူအဆုံးထိလိုက်ပါကြည့်ရှုပုဒ်ကိုဖိတ်ခေါ်လိုက်ပါရစေဒါဆိုရှင်တော့စလိုက်အောင် မင်္ဂလာပါမင်္ဂလာပါကျွန်တော်ရေရှင်လုပ်ချင်တဲ့ဗီဒီယိုဖိုင်ကတော့ဆောက်ယူရဲ့ဆောက်ပေါ်ရဲ့ကြာကူလီရဲ့တုံးရောင်ပေါင်းပြီးတော့ခွေတုံးကောင်40ဘယ်ရမလားပြောထားတဲ့ဟာကျွန်တော်ရေရှင်လုပ်ချင်ပါတယ်နော်အဲ့ဒါကတော့ဒီမှာကျွန်တော်ဗီဒီယိုဖိုင်ကမကတ်တော့ဘူးဒီကနေ့ပြကြည့်မယ်နော်တုံးရောင်ပါอืมခွေတုံးကောင်ရင်းစုံနားဆောင်ပြီးပါနော် ဒီကျွန်တော်အရင်တစ်ခါတော့ပြောဘူးလေဗျာဒါသူပြအကျင်းတစ်ပြအကျင်းအောင်ပြောတာပေါ့ဟုတ်ကဲ့ကျွန်တော်တို့ကသူတို့ရဲ့ PDF ဒီ NLD တွေသူတို့ရဲ့ကာတာနာမည်တော့ပြောရမှာပေါ့ဟုတ်ကဲ့ဟုတ်သူတို့ရဲ့ကောင်းထဲမှာဘုရားဘုရားတန်ခါဆိုတာရှိတော့ဘီပါဆရာဆိုတာလည်းရှိတော့ဘူးသူတို့ရဲ့အုံတော်ထဲမှာရှိတဲ့ဗျာဘုရားဘုရားတန်ခါဘီပါဆရာတွေအကုန်လုံးထုတ်တယ်လို့ပါဒေါ်စုကြီးဆိုတာပြောရှိွားရှိွားတော့သူကမေးစုမေးစုတဲ့အကုန်လုံးအကုန်တတ်မဲ့ကြမဲ့ဆရာမလည်းတတ်မဲ့ဘုရားအမျိုးသက်တဲ့ဘီပါရဲ့ဝိစီမှာလည်းကြားတယ်ဟုတ်ကဲ့ဒါဒါအားလုံးကြည့် ရှိဒါကတော့ဘူးလက်လှဆိုပဲဖြစ်တယ်ပြောရတာအဲ့တော့ဘူးလက်လှဆိုဆိုတော့အန်လီအစိုးရလက်ထက်မှာလွတ်တော်တဲမှာဒေါ်အောင်ဆန်းစုကြည်ကိုမျက်နှာလုံးမျက်နှာရပါဝါတွားလက်ဆောင်ပေးခဲ့တဲ့ကြံ့ဖို့ပါတီရဲ့အမတ်ပြုတ်တယောက်ပဲဖြစ်တယ်ဘာဖြစ်လို့အမတ်ပြုတ်လို့ပြောလဲဆိုတော့နော်ဒီကောင်တွေကတယောက်တည်းရှင်ပြိုင်မှာပန်းဝင်တဲ့ကောင်မျိုးတွေဖြစ်တယ်အဲ့တော့ကြံ့ဖို့ပါတီလူကြီးပိုင်းမှာဝင်ပြီးတော့ပေါက်ပန်း၄၀ထွတ်ထွတ်ပြောတဲ့မှာဘူးလက်လှဆိုတယောက်ကတော့နော်ကောင်မလေးကိုအတင်းရိုက်ပုတ်တက်ဖြတ်ပြီးတေးတဲ့အထိထုရိုက်သွားတဲ့မင်းအုပ်စိုးပဲဖြစ်တယ် ။နောက်အဖိုးတယောက်ကတော့ကျွန်တော်နာမည်မြင့်နေတယ်။ဒီတယောက်ကဒီနေ့ထိုင်ပြီးတော့အမေဒေါ်အောင်ဆန်းစုကြည်ရဲ့စောက်တင်းအပါဝင်ကျွန်တော်တို့ PDF တွေနော်ခနေ့နေ့စောက်တင်းထိုင်ပြောတဲ့အောက်စုပေါ့။အဲ့တော့ခနေ့ကတူပြောသွားတဲ့အထက်မှာဒီကောင်တွေကတဲ့ဖရဲတရားတန်ခါကြီးအားလုံးမိပြီးတော့တက်မဲ့ဖြတ်မဲ့ပဲဖြစ်တယ်ဆိုတော့လက်ရှိမြန်မာနိုင်ငံမှာ2021အာဏာသိမ်းပြီးမှတမ်းမဲ့ဖြတ်မဲ့စလုပ်တာဒီ PDF လို့ခေါ်တဲ့ပြည်သူတွေကစလုပ်တာလားအာဏာသိမ်းထားတဲ့စစ်တပ်ကစလုပ်တာလား လက်ရှိအချိန်ထိခလင်းတငယ်တွေကိုအစုလိုက်အပြုံလိုက်ဘုံကျဲတက်ပြစ်နေတာဒီ PDF ကတက်နေတာလားအဲ့ဒီအာဟာတိန်ထားတဲ့အကျန်းဖက်စစ်ကောင်စီကတက်နေတာလားလက်ရှိထောင်ထဲမှာယဟန်တန်ကောင်တော်တွေကိုဖမ်းပြီးတော့ထောင်ထဲမှာဒီနေ့အချိန်ထိထည့်ထားတယ်နော်အာဟာတိန်မိတဲ့တန်ခါဘလောက်ကိုတက်ခဲ့တယ် PDF ဘက်ကနေစစ်ကောင်စီကိုထောက်တိုင်လုပ်တဲ့အရေးချုံးလေးကိုတတ်လို့ရှိရင်တို့ကတန်ကာလို့ပြောတယ်။ဒါပေမဲ့လို့နော်စစ်အစိုးရလက်ထက်နော်အရင်ခေတ်ကဆိုအရှင်သူမိကလင်္ကာရလိုမျိုးပြည်ကတုံးဖို့အာကုံဆောင်တဲ့ဆရာတော်ကိုတော့မှထောင်ထဲထိုက်ပြီးရိုက်ပုတ်တက်ဖြတ်ခဲ့တဲ့စစ်ဘုံချုပ်တွေဖွဲ့စည်းထားတဲ့ကြံ့ဖို့ပါတီရဲ့ဘူးလက်လာဆိုပဲဖြစ်တယ်။အဲ့တော့လက်ရှိဖျားတရားတန်ကာမေ့ပြီးတော့ပြည်သူကိုရရက်ဆက်တတ်နေတာဒီဘတူတွေလေ။နော်အဲ့တော့ကိုပြောလိုက်တဲ့စကားတစ်ခုကကိုကိုပြန်ပြီးတော့လက်ညှိုးထိုးတယ်သူများကိုလက်ချောင်းထိုးရင်အောက်မှာလက်ချောင်းထိုးတယ်ကိုဟမ်ဓမ္မနော် တော့ဘူးလက်ကအသက်ကြီးပြီးအချိန်မစည်းတော့သူအဲ့ဒါမတွေးမိဘူးနော်မတော်လိုက်ကရောက်ခမကြီးတူတမီးတွေမျက်နှာရှိတူတောင်းတော့ဟာတိတ်မပြောချင်လို့ကိုကနေတာဒါပေမဲ့ဒီဆက်ဘောကတက်တက်ပြီးတော့လူဘာတက်သွားတယ်တိုက်ပြီးတော့တက်ပြီးတော့နော်မင်းတို့တွေဆောက်လူဘာဝါခဲ့တာလေခစ်တခုရှိခဲ့ပြီးပါပြီကိုကကိုအမီးကုတ်ပြီးတော့နေရမယ့်အချိန်မှာအမီးမကုတ်နိုင်တဲ့ကောင်ကတော့နှာလူရိုက်ခံဒီမှာဂျိမ့်နေတယ်နော်မင်းတို့လည်းနိုင်မလားငါတို့ပဲနိုင်မလားဒီပွဲကအဆုံးဖြတ်ပွဲပဲမင်းတို့လည်းမင်းတို့ကြိုက်တယ်လို့တော့နော်ဆက်ပြောပါဦးဒါရီကမဆန်ပါဘူးအောက်ရောက်သွားနေတယ် ဒေါ်စုကြည်ကဒီလိုမျိုးပြဿနာတွေဖြစ်လာတာက80တာပိုင်းလုံးထားပါလို့ခွေရအဲ့ဒါဆိုရင်ဒေါ်စုကြည်ကိုစေဖို့ရောက်လာအောင်နိုင်ငံတော်ဘုံရောက်လာဒီလူတက်မဒိန်းသမားကခုနကပြောလိုက်တယ်မင်းအုပ်စိုးကနော်ဒေါ်စုကြည်ကြောင့်ဒီလိုဖြစ်လာတာဆိုတော့လက်ရှိအာဏာတင်းလိုက်တဲ့အချိန်မှာအရင်ဦးဆုံးဖမ်းခံထားကြတယ်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်သူတို့ကိုဖမ်းတဲ့အချိန်မှာပြည်သူတွေကအဲ့လိုကောင်းကောင်းရှိတည်တယ်ဟုတ်တယ်နော် ဲ့တော့ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းလိုက်တဲ့အချိန်မှာပြည်သူတွေအဲ့လိုကောင်းလုံးရှိသေးတယ်ဆန်နှံ့ထွက်ပြတဲ့အချိန်မှာဒေါ်အောင်ဆန်းစုကြည်ကထောင်ထဲရောက်နေပြီအချုပ်ထဲရောက်နေပြီအပြင်ကပြည်သူတယောက်နဲ့မှဆက်သွယ်ပိုင်ခွင့်မရှိတော့နော်အဲ့တော့ပထမဦးဆုံး CRPH ကိုစဖွဲ့တဲ့အချိန်မှာဒေါ်အောင်ဆန်းစုကြည်ဆိုတာအချုပ်ထဲကိုဗမာထားမှန်းတော့ပြည်သူတွေကတိခွင့်မရှိတော့ဟုတ်တယ်နော် CRPH ဖွဲ့ပြီးမှ MUG ဆိုတာပေါ်ပေါက်လာတယ်အဲ့ဒီအချိန်မှာဆန်နှံ့ပြပွဲမှာ ခစ်ကိုပြောင်းခြင်းခေါင်းကိုပြစ်ဆိုပြီးတော့ခေါင်းတွေကိုရွေးပြစ်တတ်နေတဲ့အချိန်မှာပြည်သူတွေအားလုံးကဘာမှမကင်ဆွဲသေးဘူး။ယောက်ျားလေးဆိုလက်ထဲမှာကိုယ်ခန္ဓာကိုယ်မှာလောင်းတကြီးပဲရှိတယ်။နော်အဲ့ဒီအချိန်ထိဒေါ်အောင်ဆန်းစုကြည်ကထောင်ထဲမှာရှိတယ်။ဒီနေ့အချိန်ထိတဲ့ဒေါ်အောင်ဆန်းစုကြည်မှာသူတို့အာနာတိန်ထားတဲ့မင်းအောင်နိုင်ချုပ်ထားတဲ့ထောင်ထဲမှာဘယ်နေရာမှန်းတော့ပြည်သူတွေကမတည်ရတဲ့ဘဝ။အဲ့တော့လက်ရှိဒီ2021အာနာတိန်တဲ့အခင်းချင်းပတ်လေကဒေါ်အောင်ဆန်းစုကြည်ကြောက်လို့ပြောနေတဲ့ဒီကောင်သုံးကောင်ရဲ့အုံနောက် level ဟာဘယ်အဆင့်လဲဆိုတာအဲ့ဒါခံမှန်းကြည့်ကြပြီလို့။နော်ဒေါ်အောင်ဆန်းစုကြည်နောက်တစ်ခုက လက်ရှိဒီနေ့တိုင်းနေတဲ့တူတွေ PDF တွေနော်တိုင်းတိုင်းနဲ့ကန်ဖွဲ့တယ်လက်ရှိတော်လိုင်းအင်ရန်စုတွေအားလုံးဟာသွားမေးကြည့်လိုက်ပါမင်းတို့ဒေါ်အောင်ဆန်းစုကြည်အတွက်တိုက်နေတာလားတိုင်းပြည်ကို Federal Democracy ဖြစ်ဖို့အတွက်အာဏာရှင်အမြင့်ပြုတ်ဖို့အတွက်တိုက်နေတာလားနော်ဒီနေ့ချိန်ထိနိုင်ငံရေးရဲ့ရေးချိန်ကိုတော့ခံမှန်းမတတ်ပဲနဲ့ပေါက်ပန်း60တိုင်းပြည်ပေါ်တက်တက်ပြီးထွက်ထွက်ပြောတယ်သူတို့ရဲ့နော်ဂုံတိတ်ကသူတို့ရဲ့အရေးချင်းသူတို့တော့မရှက်တတ်ပေမဲ့မြင်တဲ့လူကရှက်ဖို့ကောင်းတယ်နော်အဲ့တော့ဒေါအောင်ဆန်းစုကြည်ကြောင့်လို့ထင်နေတဲ့ခပ်ပိမ့်ပိမ့်စောက်ပိမ့်အုံနောက်တွေကိုမြင်ရတော့ရေးချင်းတယ်

ဒီမှာကောင်းချက်ကောင်းချက်ဒီကောင်းကောင်းချက်ကြည့်တဲ့ချိန်မှာအောင်စားဥကလာချင်တယ်အောင်စားဥကြီးကလာချင်ဟုတ်ကဲ့လာချင်တဲ့ချိန်မှာအောင်စားအဲ့ဒါအောင်စားဥကြီးလာချင်တဲ့လူတွေအောင်စားဥကလာချင်တဲ့လူတွေဟုတ်ကဲ့အောင်စားဥကလာချင်တယ်လို့ပြောတယ်အောင်စားဥကလာလို့ရှိရင်သူကသင်းလို့ပြီးတော့ပြန်သွားပြီဟုတ်ကဲ့ဒါနဲ့အောင်စားဥကအမေရိကန်မှာကြီးတဲ့ engineer အားများမလားဟုတ်ကဲ့ဆရာရှိနေတယ်အောင်စားဥကအခုလောကလာတဲ့လူတို့ကဘုရားကြီးသွားမှာမြင်ခဲ့တဲ့အတွက်တော့တက်တယ်လို့ယူဆတယ် ကင်းကျစ်တယ်လို့ကွန်ပျူတာစီးရင်မှလည်းအဆင်မရှိဘူး။အဲ့ဒါသူ့ကို fly လို့ပူရတယ်။ဘူးလက်ကြီးကယောက်ျားကြီးအောင်မေလို့မိမကြီးပဲဗျ။မိမလောင်မိမရှာကြီးပဲ။ဟမ်။သူကိုယ်တိုင်အောက်ကျနောက်ကျပဝါတွားပေးခဲ့တဲ့အမျိုးသမီးတယောက်ကိုအခုသူကိုယ်တိုင်ပြန်ပြီးတော့လောင်ပြောင်းနေတာ။ဒေါအောင်ဆန်းစုကြည်ကစိတ်ရင်းမှပဲအဆင်ဟုတ်လား။မင်းသမီးပါတယ်မတွေလို့မနိုင်နဲ့လေဘူးလက်ရဲ့မင်းမှလည်းသမီးမွေးထားတယ်နော်တားသမီးချင်းကိုချင်းစာကြည့်ပေါ့ဒေါအောင်ဆန်းစုကြည်ကအောက်ဖို့တက်ကြုံမှာ ဘလို့ပုံစံတက်ပြီးတော့ဘာဘွဲတွေရပြီးတော့ဘာအလုပ်လုပ်နေတာမင်းတို့လိုခွေးမျိုးနဲ့နှိုင်းရှင်ကြည့်အောင်အရင်အဲ့တော့ဘူးလက်တခါတည်းပြောလိုက်မယ်နော်မင်းစောက်စင်းတော့မပြောနဲ့မင်းအစင်ကကြမ်းတိုင်ခွင့်ပြွေးပါတီထဲမှာစောက်ပေါ်အနေထားပဲရှိတာနော်မင်းတို့အချင်းချင်းနဲ့တိတယ်ဘူးလက်ဆိုစောက်ပေါ်လိုပဲတဘောထားတယ်ဟုတ်တယ်မလားဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ခိုက်ခဲ့တာလေမင်းအခုပထွေးခေါ်နေတဲ့နေဝင်စောမောင်တန်းရွှေခင်ညို့မင်းတို့တိပါလေရှင်းပြနေစရာမလိုအဲ့ဒီလူတွေကနိုင်ငံပိုင်းမြမအလင်းကျင်းမော်မြမအတန်နော် အမ်ဒီရုပ်မြင်တန်ကြားကနေတဆင့်တိုင်းပြည်ကိုဝါဒမှိုင်းနေဖြန့်ပြီးတော့တိုက်ခိုက်ခဲ့တာနှစ်ပေါင်းများစွာနေဒေါအောင်ဆန်းစုကြည်ဘာဖြစ်သွားလဲမင်းတို့ထောင်ထဲကလွတ်လိုက်တာနဲ့ဒေါအောင်ဆန်းစုကြည်အနောက်မှာပြည်သူအပြည့်ဟိတွေ့တယ်မလားမင်းတို့တံဝေကမရအောင်လားဒါမှမဟုတ်ပညာမရသေးလားအော်ငါတို့တလောက်လုပ်ပြီမဲ့တူရဲ့ခေါင်းကမကြောက်ဘူးတူနောက်မှာပြည်သူကအမခိုင်မှရှိတယ်ငါတို့တူကိုထောင်းနေတူရဲ့တံပိုးကမြင့်လေဆိုတဲ့အတွေးလေးတော့မတွေးတတ်ဘူးလားခင်ဗျသေပဲသေတော့မှာဗျာဟမ်ခင်ဗျသမီးတွေတော့မှပြပြလန်းနေပြီအရွယ်ရောက်ပြီလို့ဟမ် ခမကြီးကအဖိုးကြီးဖြစ်နေပြီဒီရွယ်ထိဘာဖြစ်လို့လူတယောက်ကနေဝင်ချိန်မှာအောက်တန်းကျဆိုနေဝင်ချိန်ရတာလေဟမ်ဟိုမင်းအောင်စိုးစိုးကောင်းဆုံးပြောမနေဒီကောင်ကြီးအောက်တန်းစားတယ်ဟမ်ဒီကောင်ကြီးကလူလို့တန်ဖိုးထက်တွက်စရာအကြောင်းမရှိနော်မိန်းမတစ်ယောက်တော့ထုရိုက်ပုတ်ပြီးတေးအောင်တရက်တက်ပေါ်ရတဲ့အကောင်တစ်ခါဘာမှမရှိတဲ့အားငွဲ့တဲ့မိန်းမတစ်ယောက် နော်ချင်းချင်းပြောရင်တက်ပြီးတော့လှုပ်ချင်တဲ့နဲ့လှုပ်ထားသေးတယ်အဲ့လိုလှုပ်ထားတဲ့မိန်းမတစ်ယောက်ထုရိုက်ပုတ်ပြီးတော့တေးအောင်လှုပ်ရတဲ့အကောင်တစ်ခါမျိုးကလူတို့စိတ်ရင်မသွင်းတာထားပါတော့ဘူးလေခမရလိုလူမျိုးတစ်ယောက်ကဟမ်ကို့အတွက်နေဝင်ချိန်နဲ့ရောက်နေဘာဖြစ်လို့အောက်တန်းကျတဲ့ဘဝကြီးကိုခုံမင်းနေရတာလဲ ကိုဘောကကိုမနှမျောလို့လားကိုကြံမိတဲ့မဲ့မျိုးဆက်တွေကိုကိုမျက်နှာမထောက်လို့လားနော်ဘာဖြစ်လို့သူတို့အောင်နှမ်းကြတဲ့စကားတွေတိုက်ခိုက်တာခမားတို့တိုက်ခိုက်လို့ဒေါအောင်ဆန်းစုကြည်ပဲ့ဝါမလားရိန်ဝါမလားရိုင်ဝါမလားသူ့ခေါင်းမှာစပင်းတက်ချီတော့မလုပ်ဘူးဘူးလဲလို့အစ်င့်မျိုးကအဲ့လိုကြိုက်တယ်လို့ပြောဒေါအောင်ဆန်းစုကြည်ခေါင်းမှာစံကြီးတပြင်းမလှုပ်တော့ဘူးရှင်းလားဆက်ပြောအာအာခုအာခုဟောအာဒီလိုကြောက်လာတယ်နောက်တစ်ခါသူ့ကိုဆွေးပါမယ်ဦးရီးယား ကောင်းဝင်ပြီးဝင်ရှိပြီးဖောက်ရတော့ပါတယ်အဲ့ဒါကိုဖြေဆော့ပေးလိုက်ဒါလည်းခုအဲ့ဒါအဲ့ဒါသူကဝင်လာကျွန်တော်လည်းဝင်လာဟိုဒီလိုကလေးဝင်လာလိုက်ခေါင်းလေးဝင်လာလိုက်ဟိုကလောင်ကြီးညီတိုင်းပေါ့ဟောဝင်လာပေါ့နော်ဝင်လာတော့ဒီတိုင်းပြည့်တယ်ဖာစကားတည်ပြောတဲ့ဖာကောင်းကြီးပဲဗျာခင်ဗျာနော် ဦးတိန်စိန်လက်ထက်မှာဒီလိုအရက်သားအစိုးရအဖြစ်အတွင်ပြောင်းပြပြီးတော့အဲ့လိုမျိုးမလုပ်လို့ရှိရင်နိုင်ငံတကာပိတ်ဆို့မှုတွေပိတ်ထားတယ်ပဲခင်ဗျားတို့ဘာမှလုပ်လို့မရဘူးအဲ့အတွက်ဒေါအောင်ဆန်းစုကြည်ကိုလှုပ်ပေးတယ်ပြီးလို့ရှိရင်ရွေးကောက်ပွဲဂျာပြအစိုးရဝင်ခွင့်ရအောင်လှုပ်ပေးတယ်ဆိုတဲ့တုံ့ပြန်ချက်တွေလှုပ်ဆောင်ချက်တွေခင်ဗျားတို့နိုင်ငံတကာကိုချပြဖို့အတွက်ဒေါအောင်ဆန်းစုကြည်ကိုလှုပ်ပေးရတာလေဒေါအောင်ဆန်းစုကြည်လှုပ်ပေးတဲ့အချိန်မှာဂျာပြရွေးကောက်ပွဲမှာနေရာအားလုံးကိုဒေါအောင်ဆန်းစုကြည်ဝင်ပြိုင်တယ်လေဝင်ပြိုင်တာကိုအဲ့နေရာမှာရှိတဲ့နော်ပြည်သူအားလုံးကအဲ့ဒီလှုပ်တော့အမှတ်တွေကိုအားလုံးရွေးချယ်လိုက်လို့အန်ဒီကအားလုံး ဂျားပြတ်ရွေးကောက်ပွဲမှာအနိုင်ရပြီးတော့လွတ်တော်ရဲကိုရောက်လာတာလေနေရွက်ကလေးဝင်လိုက်ဟိုနှာခေါင်းလေးဝင်လိုက်ဆိုတော့ခမားတို့လိုခွေးမျိုးမဟုတ်ဘူးသိလားနိုင်ငံရေးကိုခွေးသိုးပေါက်ကတိုးတဲ့ထဲမှာဒေါ်အောင်ဆန်းစုကြည်မပါဘူးရှင်းလားနော်စစ်တပ်အရှိန်အဝါနဲ့ကျန်းဖို့ပါတီအရှိန်အဝါနဲ့တယောက်တည်းညှက်ပတ်ပြီးတော့ပြိုင်တဲ့အရှိန်အဝါနဲ့လောက်တဲ့ထဲမှာဒေါ်အောင်ဆန်းစုကြည်ဆိုတော့မပါဘူးသိလားနိုင်ငံရေးကိုခွေးသိုးပေါက်ကတိုးတာမြန်မာပြည်မှာခွေးမျိုးပဲရှိတယ်အဲ့ဒါဘာလို့လဲကိုယ့်ကိုတိကျနော်ထပ်ပြောမယ်ဒီကောင်ကဒီဗီဒီယိုဖန်ဒရေးရှင်းလောက်ပါအာ

စီရင်ချင်းတွေကိုကျွန်တော်သုံးသပ်ကြရအောင်လာကျိုးဖြစ်ပြပါတော့ကိုရလိုက်တာတက်မတော်သားတယောက်ဖြစ်ခဲ့တယ်ဒီမှာလည်းဟုတ်ကဲ့ဒီတာမရဲ့သားတွေကအဲ့ဒီကိစ္စကဂုံယူစရာလားဝမ်းသာစရာလားဒါမှမဟုတ်တောက်တစ်ခေါက်ကောက်အကြည့်ဖြစ်စရာလားလည်းသုံးသပ်ကြအောင်ကျွန်တော်တို့ဘာပေါ်စပွဲတွေရာဘလိုနည်းနဲ့နိုင်တယ်ဟုတ်ကဲ့အဲ့ဒီလေညူရရှိရဲ့ဒါအောင်မြင်တယ်လို့ယူဆပါဟုတ်ကဲ့ဟုတ်ကဲ့သူကတိုက်လို့ပဲနိုင်တယ်လက်မှတ်ထိုးလို့ပဲနိုင်တယ်ဟုတ်ကဲ့ဒီတောက်ပါပေါ်ပါပဲနိုင်တယ်ဟုတ်ကဲ့ ဒီပုံစံနဲ့စစ်ဘူလောက်လာတယ်ကွာဘာစစ်ဘူလဲစစ်ပွဲတပွဲကဘလို့ပဲနိုင်နိုင်ဆိုလက်ရှိခမားတို့လာရှိုးကို ပြန်ရတာကနိုင်နာလာအလဲအထက်လောက်တာလာလာရှိုးကိုလက်ရှိစစ်ကောင်စီပြန်ရတာဒီလာခမားတို့ဘက်ကကြိုက်တဲ့ကောင်ထွက်လာခဲ့ကြုတ်တယ်မင်းမယ်လာရှိုးကိုလက်ရှိစစ်ကောင်စီကပြန်ရတာဒီနိုင်နာလာအလဲအထက်လောက်တာလာတတိရှိတဲ့ကောင်ထွက်လာခဲ့နော်ဖြည့်ရင်ထွက်လာခဲ့လာရှိုးကိုခမားတို့နိုင်နာလာ အလဲအထက်လောက်ကတာနော်စောက်ချက်မရှိဘဲနဲ့ဗယံမတာတွေမပြောနဲ့တိလာကိုစောက်စင်ကိုကိုတိကြနော်သူများနေနိုင်တယ်ဆိုတာကစစ်ပွဲတစ်ခုနိုင်တာအနိုင်ရတာနဲ့အလဲအထက်လောက်တာမတူဘူးခမားတို့ဖင်ဘလောက်ခံပေးလိုက်ကစောက်ချက်မရှိဘဲနဲ့ထွက်ထွက်မပြောနဲ့တိလာနော်ကြောက်ရှက်စရာရှက်စရာကောင်းမှမဖြစ်ဘူး။ဖြီးပြီးတဲ့သူရဲ့လာစုတာဒီကိုကတ်ဆုံးသွားတာအဲ့ဒီဒီကဲ ဲလောက်ကန်ကုန်ကြအဟိုလောက်ကန်ကုန်ကြချက်ရှိရောသူရဲ့ဟိုအခြေအနေတွေမှာပါတဲ့အထူးသီးသားအပရိုမိုးပြပါမယ်နေတော့ပဲနေထားချက်အောင်ဆွသွားလိမ့်မယ်လို့ဒါကျွန်တော်ဒီထားဟုတ်ကဲ့ကြာတဲ့ plan ကြီးဟိုဒါပါ AIA ပါညာကူကတော့သူကတော့အဲအဆုံးဘူးအဲပါညာဟုတ်အဲသူတို့ပြောတယ်လို့ကျွန်တော်ကြားကြားခါကြတော့အဲဒါအရေးရှိမှာဆက်ပြီးတော့အခုကလည်းမတင်ကြပြောတာညာဟုတ်ကဲ့အခုချိန်မှာတော့မပြီးနိုင်သေးဖုန်းရည်ထားပြောတာတော့တော့ပြင်ချိန်မှာပြီးလဲဒါပေမဲ့ အဖေကတည်ပြီးသားပဲဟုတ်ကဲ့အဖေကကျွန်တော်တို့အချို့အစိုးရကလက်ရှိတမတော်ဆိုတာဒီကံဖိဝဲကိစ္စထားနေအဲ့ဒီကဘယ်လောက်ထုတ်ပြရတောင်ပြင်းပြန်ဒါကတော့ကျွန်တော်တက်တာခြေကံဦးတွေပဲပိုင်ဆွဲထားတယ်ဆိုလက်ရှိလာရှိုးကိုပြန်ယူတဲ့နေရာမှာ MNDAA နဲ့စကားပြောပြီးအလုပ်လုပ်လိုက်တာကခြေကံဥပဒေ2000ချစ်ခြေကံဥဒေနဲ့ညီးတာ TNN ကိုစကားပြောတဲ့ဟာက2000ချစ်ခြေကံဥဒေနဲ့ညီးလာဘယ်အဖွဲ့ကက2000ချစ်ခြေကံဥပဒေနဲ့ညီးပြီးတော့ဘယ်အဖွဲ့က2000ချစ်ခြေကံဥဒေနဲ့မညီးဘူးလဲဆိုတာခင်ဗျားမသိတာလား MNDA ကိုစကားပြောထားတာဒီ2000အခြေခံဥပဒေနဲ့ညီစွာပြောထားတာမဟုတ်ဘူးနော်တိလားဗျမ်းပဓာတွေမပြောနဲ့မင်းတို့ဆရာတင်ထားတဲ့မင်းအောင်နိုင်ကစောက်တလွဲပောက်တရက်လုပ်နေတာမင်းတို့ကိုယ်တိုင်တိတယ်မင်းတို့ကိုယ်တိုင်မပြောရဲတာနော် MNDA ကိုလက်ရှိလုတ်ထားတဲ့အနေထားက2000ခြေဦးနဲ့ကိုက်ညီလာတိလားဒီနေ့ခေတ်ပြည်သူတွေကိုခင်ဗျားတို့တအားရှော့တယ်ပြည်သူတွေကငါတို့ပြောရင်ယုံမယ်စောက်ဘောတွေလို့ခင်ဗျားတို့ထင်တယ်အဲ့ဒီတည်းခင်ဗျားတို့ဖိုးဖြစ်နေတာတိလားခင်ဗျားတို့ဖိုးဖြစ်တဲ့လမ်းကြောင်းကိုကိုကိုထင်ကြီးတယ် နော်ငါတို့စစ်တပ်ကဘာလုပ်လို့ပြည်သူကခံရမယ်ဆိုတဲ့စိတ်ထားတွေကိုခမားတို့ကမွေးခဲ့လို့နော်ဒါကတော့တိတော့မှတွေ့တဲ့ video file ကိုကျွန်တော်တို့ရှင်လုပ်လာ။အဲ့တော့ဒီကောင်တွေတုံးကောင်ကကျွန်တော်ထင်ယောက်ျားတွေအောင်မလို့ဘဲမိမလောင်းမိမချာကြီးတွေပါယူကြည့်ပါလားဦးပြောရစကားတွေနော်။အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာလေကျွန်တော်ပြောသလိုတေချာစဉ်းစားကြပါကျွန်တော်ဒီ video file လေးကိုကြည်ဝါတဲ့ပြည်သူမှန်တယ်ကျွန်တော်ပြောတာဟိုဘက်ကဒီဘက်ကကျွန်တော်ပြောနေတာမဟုတ်ဘူး။ မင်းအောင်နိုင်လို့မျိုးဇော်မဲလုံးလို့မျိုးငါစစ်တပ်ကိုချစ်လို့ဆိုတိုင်းမင်းအောင်နိုင်ကိုထောက်ခံစရာမလိုဘူးနော်မင်းအောင်နိုင်လောက်ရကိုတိုက်လာကိုကိုပဲမေးဇော်မဲလုံးလို့កောင်မျိုးကိုအရေးချင်းချင်းနဲ့နိုင်ငံကောင်းဆောင်ဖြစ်လက်ခံနိုင်တာအေးအဲ့ဒီမင်းအောင်နိုင်ကိုဇော်မဲလုံးလို့កောင်မျိုးကကျုပ်တို့ခင်ဗျားတို့တက်အောင်ချုပ်ဖို့လုပ်နေတာအခုဘူးလန်းလာဆိုလိုမျိုးအခုဒီမင်းအောင်ဆိုးလိုမျိုးဒီလိုកောင်မျိုးတွေကတိုင်းပြည်ပေါ်တက်ပြီးသူတို့ကကျုပ်တို့ကိုစီမံခန့်ခွဲလူစွာချေလုပ်နေတာခင်ဗျားတို့လက်ခံနိုင်တာအဲ့ဒါအဖြစ်ပဲကျွန်တော်တို့တိုင်းပြည်အဲ့ဒါအဖြစ်ကောသလမင်းအိမ်မဲ့16ချက်ထည့်ရတယ်ဟမ်အဲ့ဒါ လက်ရှိဒီနေ့ရောက်နေကျွန်တော်တိုင်းမှာတက်တက်ပဲနော်ကတ်ကြီး၃ပါးစိုက်နေတယ်နော်ယောကန္တနာကတုတ်ပိကန္တနာတတ်တနာကကတ်၃ပါးစိုက်နေတယ်ကောသလမင်းအိမ်မက်ထရ၁၆ချက်တည်းကဖြစ်နေတဲ့အတိုင်းနော်ပညာရှိလူလိမ္မာတွေကမပြောရဲမဆိုရဲဘာပြောရင်ထိမအောင်ဟမ်ပုံချိုးပွက်ချိုးနေကြတယ်ဘာမဟုတ်တဲ့ဒီလိုကောင်မျိုးတွေကတက်ပြီးလူကြတဲ့တက်ဟမ်တိုင်းပြည်အာဏာကိုလူဖို့လို့ဟမ်စဉ်းစားကြည့်အဲ့ဒါကိုကျွန်တော်တို့ကလက်ခံပေးပြီးလေစင်းပေးလိုက်ကြမလားဒါမှမဟုတ်ကျွန်တော်တို့ကမျိုးရိုးကျွန်တော်တို့ကြံပြစ်ခဲ့မဲ့တားတဲ့နီးတွေအတွက်ကျွန်တော်တို့အတက်ကိုတေးရင်တေးပါစေအမှန်တရားအတွက်ကျွန်တော်တို့ရက်တည်ကြမလား ကျွန်တော်တော်လိုင်းလောက်တာအဲ့ဒီစိတ်တစ်ခုနဲ့ပဲလောက်တာကျွန်တော်ဘယ်သူ့ပေါ်မှာလောက်ပါလို့လဲမတိုက်တော့ဘူးမမြူဆိုခင်ဗျားတို့တွေမှာအုံနောက်ရှိတယ်ဘယ်လိုတိုင်းမှာအဲ့ဒီအုံနောက်နဲ့စဉ်းစားခုနကပြောလက်ရှိဖြစ်နေတဲ့တိုင်းကြီးအနေထားနော်ဝါရမိုင်းဆိုတာကတိုက်ကြမှာပဲတော်လိုင်းဘက်ကလည်းဝါရမိုင်းတိုက်မှာပဲဒီအာနာချင်းဘက်ကလည်းဝါရမိုင်းတိုက်မှာဒါပေမဲ့ဝါရမိုင်းရင်းတူတူအဓိကပါလေကျွန်တော်တို့က logic လက်တွေ့တတ်ချက်ရှိဖို့လိုတယ် logic ဘေးသားရဘယ်သူလဲပြောစကားတွေကလောက်ချစ်ကြတယ်ဘယ်သူလဲလောက်ရတဲ့တွေကလောက်ချစ်ကြတယ်နော်အတိတ်ပဲရှိလေမရှိဘူးလေဒါကိုပြန်စဉ်းစားတုံးတတ်ချက်ဖို့လိုအပ်တယ် ဲ့တော့ကျွန်တော်ကတော့ရှင်းတယ်ဇော်မဲလုံးလို့ကောင်မျိုးမင်းအောင်နိုင်လို့ကောင်မျိုးအုတ်ထုတ်တာတော့ပေပေသွားစေအုတ်ထုတ်မခံနိုင်ဘူးရှင်းရှင်းလေးပဲဒီလိုမျိုးကောင်မျိုးတွေကျွန်တော်တို့ပေါ်တက်ပြီးတော့လူဘာတက်ဝတာနေတဲ့ဟာကိုလက်မခံနိုင်တော့ဘူးအဲ့ဒီခက်ကိုတန်နေခဲ့ပြီအဲ့ဒီခက်ကကျွန်တော်တို့နော်ငငယ်ခက်ကျွန်တော်တို့အဖေအမေခက်တန်နေခဲ့ပြီအဲ့တော့ကျွန်တော်တို့အခုလက်ရှိကျွန်တော်တို့ကအကြီးပိုင်းခက်ရောက်ပြီကျွန်တော်တို့တန်ပြီးခဲ့တဲ့တားတွေမြည်တွေမြစ်တွေလက်ထက်မှာဒီလိုအောက်တန်းစားတွေဟဲ့ဒီတိုင်းကြီးပေါ်မှာတက်ပြီးတော့လူဘာဝမှမရှိသေးရဒါကြောင့်မလို့ဟဲ့ဒီတော်လိုင်းကြီးကိုကျွန်တော်တို့လုပ်တယ်ဒါပဲအခြားတော့ညီကောင်မောင်နှမတွေအနေနဲ့စဉ်းစား နော်လူတိုင်းမှာလုတ်ပိုင်ခွင့်ရှိတယ်ငါကတော့မြမပြည်ထဲမှာနေလို့ငါကတော့မိသားစုမပြည်တယ်လို့ငါကတော့အလုပ်မရှိလို့ငါကတော့အဲရွာမှာတလန်ရှိလို့စတဲ့ဖြင့်ခေါင်းစဉ်တွေစင်ကြေးတွေအများကြီးရှိတယ်ဒါပေမဲ့လုတ်ချင်စိတ်လေးရှိလားလုတ်ချင်စိတ်ရှိလို့ရှင်လုတ်နိုင်တဲ့နေရာလူတိုင်းမှာအဆွမ်းစားရှိကျွန်တော်မှလည်းလုတ်နိုင်တဲ့အဆွမ်းအစရှိလို့အဲ့ဒီ TV ဗီဒီယိုကြည့်ွားတဲ့ညီအကိုမောင်နှမတွေမှလည်းလုတ်နိုင်တဲ့အဆွမ်းအစဂုံတက်တိတွေလူတိုင်းမှရှိတယ်ကျွန်တော်ပြောတာမဟုတ်ဘူးဆိုရင်လာခဲ့ပါ လာမယ့်ကိုစီကိုစီပြောကျွန်တော်ကတော့ဘလို့ခက်ခဲနေချင်တာကြောင့်ကျွန်တော်မလုပ်နိုင်ဘူးကိုစီပြောတော့လုပ်နိုင်တဲ့အစွမ်းစားရှိတယ်ဆိုတနေရာမှာကျွန်တော်မှလုပ်နိုင်တဲ့အစွမ်းစားရှိတယ်လာခဲ့ပါကျွန်တော်ရှာပြမယ်လုပ်နိုင်တဲ့တနေရာဒါကြောင့်မလို့ကျွန်တော်တို့တော်လိုင်းမှာလှုပ်ချင်စိတ်ပဲလိုအပ်တာလှုပ်ချင်စိတ်ဒီဟာကြီးကိုလက်မခံတဲ့လူမှန်တဲ့လှုပ်ချင်စိတ်ရှိမယ်ဆိုရင်လူတိုင်းလှုပ်နေကြမယ်ဆိုရင်ကျွန်တော်တို့တော်လိုင်းကပြီးတော့ကြာပြီအဲ့တော့လှုပ်ချင်စိတ်တော့ရှိတယ်လက်မခံတာတော့ရှိတယ်လှုပ်ချင်စိတ်မရှိဘူးကြုံရင်ကြုံတယ်လို့လှုပ်တယ်မကြုံရင်မကြုံလို့လှုပ်ကျွန်တော်တို့စနစ်မရှိဘူးအဲ့ဒီတော့ကျွန်တော်တို့တော်လိုင်းကြာနေတာဒါပါပဲအဲ့တော့ကျွန်တော်တို့ကတော့အဆုံးထိတော့မှာပွဲဘယ်လိုကောင်မျိုးတွေကို လုံးဝလူဘာဝကိုမပေးနိုင်တော့ဘူးဒါပဲโอเคပါဒါတော့ကိုစီရဲ့ဗီဒီယိုဗန်ဖြစ်ပါတယ်ဆိုတော့တလုံးချင်းပြန်လဲချိပါတော့တာအရင်ကကောင်းတော့ပေါ့နော်ဆိုတော့ကျွန်တော်ညီကောင်မမများလဲဒီရဲ့ဗီဒီယိုလေးကိုကြည့်ပြန်တော့ပေါ့နော်ဘူတာရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဒီတစ်ဆက်တစ်မှာပဲပေါ့နော်ဒီရဲ့ခွေးသုံးកောင်ကိုကျွန်တော်တို့ပြောချင်တဲ့စကားလုံးလေးရှိလို့ရှင်ကိုမမရေးခဲ့ပြပါအောင်ကျွန်တော်နေနဲ့ပြောချင်တာကတော့မင်းတို့កောင်တွေလှုပ်ခဲတာမှန်တယ်မင်းတို့တင်းရပြန်ပြေးဆက်ရမယ်နောက်ကျတော့မင်းတို့အမှုစောက်တိုးလေးတွေပြောနေတဲ့အပေါ်မှာမင်းတို့တာဝန်ယူမှုတာဝန်ခံမှုဆိုတာရှိရမယ်ပေါ့နော်ဒါပေမဲ့တခုတော့ပြောလိုက်မယ်မင်းတို့កောင်တွေက မတရားတာကိုအားပေးတဲ့လူတွေဆိုတော့မင်းတို့မတရားတဲ့အရာပဲမင်းတို့ခံစားရမယ်ဆိုတာကိုမင်းတို့မမေ့နဲ့နော်ဆိုတော့ထမင်းဝအောင်စားထားလို့ပဲပြောချင်တယ်ဆိုတော့ကျွန်တော်ညကမများများလဲပြောချင်တဲ့အရာလေးကိုဆက်လက်ပြီးတော့မှပါတော့ဖြည့်ဆွတ်ပြီးတော့မှကမမရေးခဲ့ပြီးလို့ရပါတယ်ဒါဆိုရင်ကျွန်တော်အများကြီးမပြောတော့ဘဲနဲ့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်ပါတယ်ဆုံးနေလက်ပါချစ်ချုပ်ပေးတဲ့ညကမမရောက်ချင်းစတဲ့တိုင်းလဲထူပင်ကျေးဇူးတင်ချီပါတယ်ခင်ဗျာကျွန်တော်တို့တော်လိုင်းညကမမများများအောင်ဆက်စားရအောင်ဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်နေ့ကျမှပြန်တွေ့ကြမယ်ကျမရေးခေစကြပါဗျာ